ဒီကနေ့ခေတ်မြန်မာဂီတလောကမှာ pop အမျိုးအစားနဲ့ပရိသတ်တွေကိုဖန်ဆာချတဲ့အဆိုတော်တယောက်ကိုပြပါဆိုရင် Cherry Ting ကိုလက်ညှိုးထိုးပြရမှာပါ။သူ့ရဲ့နာမည်ရင်းက Karen Ting ဖြစ်ပြီးမကွေးတိုင်းနှမောက်စာတီးပါ။ငငယ်ရွယ်ရွယ်နဲ့အမှုပညာလောကထဲကိုရောက်လာသူလည်းဖြစ်ပါတယ်။သူ့ရဲ့အမှုပညာခီးလန်းကတော့2019မှာစတင်ခဲ့ပြီးအိမ်မဆုံရရာသည့်၅ပြိုင်ပွဲကနေပရိသတ်တွေစတင်သိရှိခဲ့ကြတာပါ။ပြိုင်ပွဲပြီးတဲ့နောက်မှာတော့သူ့ရဲ့တကူတော်တချင်းဖြစ်တဲ့ခွစ်လွတ်ပေဖို့တောင်းပန်ခြင်းနဲ့ဂီတလောကကို အရှိန်လဟုန်နဲ့ဝင်ရောက်လာတာပါပြီးခဲ့တဲ့ရက်ကတော့သူမရဲ့ချစ်စရာအပြုအမူလေးတစ်ခုတင်ထားတာကိုတွေ့ရပါတယ်ငါးနှစ်လောက်ရှိနေပြီဖြစ်တဲ့ X ကိုကန်တော့တယ်ဆိုတဲ့ post လေးတင်ထားတာပါကို X ကိုကန်တော့ဖြစ်ပါတယ်ရီစာဟောင်းဆိုတာထက်သူဟာကို့အကြွတ်အကိုလိုအရင်နှီးဆုံးမိတ်ဆွေလိုအကုန်ရင်ဖွင့်လို့ရတဲ့တငယ်ချင်းလိုပါပဲသူဟာတိတ်ရင်ကျက်ပြီးတင်းငိမ့်တယ်စေတနာလည်းအယံကောင်းတယ်ကိုနဲ့ဆက်တွဲတော့ကော့ကို့မှာကားတောင်မရှိဘူးသူကားကိုဘေးစီဘေးသုံးတဲ့အပြင်စီရန်ကိုတစ်ခါမှမထည့်ရဘူးကားပြင်လည်းသူပဲ ဲ့အရာရာသူ support ပေးခဲ့ပါတယ်။သူဟာရီစာဟောက်ဆိုတဲ့စကလုံးနဲ့မလိုက်အောင်မိဘတဖွဲအကိုအရင်တဖွဲကိုအဘော်ကောက်ခဲ့တာပါ။အခုထိလည်းညီမအရင်လေးလိုစောင့်ဆောင်ပါတယ်။ဒီနေ့သူကိုကားတစီမဆောင်ပေးခြင်းပါသေးတယ်။သူဟာကိုဘဝရဲ့ဂျေစုရှင်ဆိုလည်းမမားပါဘူး။ဒီနေ့အချိန်ထိဘာပဲအကူအညီတောင်းတောင်းတခွင်းမညီးခဲ့ဘူးဘူး။ guarantee လေးကိုကိုကိုကကိုကိုထက်တာတဲ့ဘဝနဲ့ထားနိုင်မဲ့သူနဲ့ပဲရစေချင်တာတဲ့လေ။အချစ်ဆိုတာစေတနာလား။ဘာဖြစ်လို့လမ်းခွဲလိုက်လဲဆိုတော့အချိန်မပေးနိုင်ကြလို့ပါ။သူဟာချစ်သူကောင်းဖြစ်ခဲ့ပါ ါတယ်အရန်ကျေးဇူးတင်ပါတယ်နော်လူပြိုကြီးရေဆိုပြီးရေးထားတာပါပရိသတ်ကြီးရောဒီလိုအချိန်နှစ်အပေါ်မှာ Cherry သိန်းရဲ့ 2X ကိုဘလို့မြင်ပါတယ်လဲဆိုတာထင်မြင်ချက်လေးရေးခဲ့ကြပါအောင်ရှင်